ဘယ်လိုတွေဖြစ်လာကြတာတော့သူတရားရလာလေဘယ်မှာပါဖြစ်ခဲ့တယ်တော့မသိပါဘူးကျုပ်သူ့ကိုဟိုးခက်လန်လန်ကညောင်ကျက်လေးထဲမှာတွေ့တာဒီနားမဲ့တဲစုလေးရှိတာသိလို့ခေါ်လာတာကုညီပါအောင်တိုးဆိုတော့အဖိုးအိုမနေတောင်ကြီးသူကိုနိုင်ကစေးစရာဖြစ်နေသေးဦးမင်းငါ့ကိုစေးစရာမှန်းသိလို့လာတာလားအမျိုးသမီးကိုသူ့ထိုင်နေတဲ့ဝါးကွက်ပြက်ပေါ်မှာလဲလျောင်းစီပြီညနာကြောက်လိုက်ကတရားရီကိုစေးချောတုတ်ပြန်ပေးလိုက်တယ် ဘလို့လို့သိမှာတော့များဒါတူမရဲ့ကံကြမ္မာကောင်းတာပေါ့သူပြောတယ်လို့ဟုတ်နေပါလားဒီကနေ့ဘိုးကိုအိတ်မပြောဖြစ်ခဲ့တယ်ခရိုင်းကြီးရိဆိုရင်ဒီချိန်အိတ်နေပြီဟောက်လို့ပဲနေပြီပြီးတော့သူအိတ်နေဘသူမှလာနိုးဝင်ကြတယ်မဟုတ်ပါသူပြင်အောင်လဲသူကအိမ်သားတွေကိုပြောထားတယ်ငါအိတ်နေတော့လာနိုးရင်သိပြီရမှတ်အဲ့ဒီလိုပြောထားပါတယ်အဖိုးအိုကဒံယာရအမျိုးသမီးကိုစေးထက်စေးတိုက်ပြီးတော့နေမင်းတို့မနေ့ကပဲသွားကြမှာတော့ ထိုသူကအဖိုးအိုကိုထူးဆန်းသောလူသားတယောက်ကိုမြင်လိုက်တဲ့နှင့်ကြည့်လိုက်ပြီးအဖိုးကလည်းမရင်ကြည့်လိုက်တာဘာလို့ဒဏ်ရာရလာတဲ့အမျိုးသမီးကိုပြန်လွှတ်ချင်တာရောဟမ်အဖိုးအိုလည်းအံ့ဩသွားတယ်ဘာလဲမင်းတို့ဒီမှာနေကြမယ်ပေါ့ခဏပါသူဒဏ်ရာပြောင်းသွားကြမှာပါအဖိုးကခေါင်းကိုခါရဲလိုက်တယ်မဖြစ်ဘူးဘာပြထိုသူကျွဲမိတူသွားပုံရှာတယ်အသက်ဆာဆာနဲ့မေးလာတယ်စေကုပေးတဲ့ကျေးဇူးကိုပဲမထောက်ပါပြီးတော့သူ့ထက်လည်း အသက်ကြီးသူဖြစ်ကြပြီလို့ပေမဲ့လို့အဖိုးသူ့ကိုနားလည်ပေးလိုက်တယ်တကယ်တော့အဖိုးအိုဟာသူ့ကြားမှတ်ထားတဲ့စီမင်းစည်းကမ်းကိုမဖောက်ဖြစ်တင်တာကြောင့်လေသူ့စာနာစိတ်မရှိလေတဲ့နေပြောလိုက်ခြင်းဖြစ်သည်ကိုအဖိုးအိုရာလည်းအသိဆုံးဖြစ်တယ်မင်းကတော့ငါ့ကိုမရင်ကျေးရရောက်တယ်လို့ထင်ပါပဲအဲအဲ့လိုထင်လဲရှာပါလေလို့ဝင်မဲ့လို့ငါတို့ဒီတဲစုလေးမှာစီကန်းကြီးဒီတဲစုလေးကိုဘသူရောက်ရောက်လာလာ ညာအိမ်ညက်နေနေတဲ့အထိခေါ်မပေးထားဘူးလေ။တို့ဖြင့်ဒီညကုန်လင်းတရားထွက်ရမှာပေါ့။တကယ်လို့သူ့အတွက်လုံးဝမဖြစ်လာရင်ကော။ဆိုပါစို့ဗျာအပြင်းပြားနေမတော်နိုင်မလာနိုင်ဖြစ်နေရင်ပေါ့။ငါစေဝါစွမ်းနေငါသိဆုံးမေးကွ။အဲ့လိုမျိုးတခါမှမဖြစ်ဘူး။ဈေးစရာအိုးပြူရှေးဆိုရင်မသိသူမရှိလေကွ။မင်းတော့ဘာလို့မသိလဲမသိပါဘူး။ငါတို့လူတွေကတင်စားပြီးတော့တောင်ပြောကြတာရှိသေး။ပြောပါဦးမြာပြောပါဦးမြာ ထုံသူကခက်နေပြီးတော့ပြောလာတယ်။အေးကြွားတယ်ပဲထားပါတော့။ဦးဖြူစီရောက်ယောဂါတွေပြောက်လို့ယုံကြည်ကြတယ်လေ။အဲဒီလိုယုံကြည်အောင်ကလည်းငါကတော်နေတာဟုတ်ကွာ။ဟုတ်ပါပြီလေ။နလန်ထားလို့ဖြစ်နေသူတွေရောတရက်နှစ်ရက်ဒီနားမယ်ခေါ်မပေးနိုင်ဘူးလား။ငါအနေနဲ့မဖြစ်လို့ပါကွာ။ဘာဗျ။ဘလို့အဖိုးအနေနဲ့မဖြစ်ဘူးဆိုရင်ဒီတဲစုတကြီးကခွန့်ပြွေရမှာပေါ့။တို့ဖြင့်ဒီတဲစုလူကြီးတွေလိုက်ဖို့ကြည်ဗျာ။ ကျုပ်သူ့အတွက်ခရတောင်းမှန်ပဲဟောအကိုထိုလူကိုနားမလည်နိုင်တော့ကြီးနေကြည့်နေကုညီပါဖို့ကျုပ်အတွက်မဟုတ်ပါဘူးသူ့အတွက်ပါထိုသူခရပြီးတော့ပြောရင်အဖိုးအိုစိတ်မချမ်းမြေ့စွာပဲခေါင်းကိုရမ်းခါလိုက်တယ်ထိုလူဒေါသထွက်သွားဟန်သူရင်အဖိုးအိုစိတ်စိတ်ချင်းကြည့်ပြီအဖိုးအနေနဲ့မဖြစ်နိုင်ပေမဲ့ရွာလူကြီးကခွင့်ပြုခြင်းပြုမှာပေါ့ဗျာကဲရွာလူကြီးကိုလိုက်ဖို့မင်းရွာလူကြီးကိုသွားစရာမလို့ ။ဘာလို့တော့မင်းအခုရောက်နေတာရွာလူကြီးအိမ်ပဲ။ညာတို့ပြင်အဖိုးကဟုတ်တယ်။ငါ့ကိုရွာတလေးတစားနဲ့တို့ရဲ့လူမှုရေးကိစ္စတွေစီးပွားရေးကိစ္စတွေဘာသာတရားကိစ္စတွေငါသိတယ်လောက်ငါတတ်တယ်လောက်ငါလှုပ်ပေးနိုင်စမ်းရှိတယ်လောက်လှုပ်ပေးနေတာကြောင့်ငါ့ကိုရွာလူကြီးလို့တို့သတ်မှတ်ထားကြတာ။ဟောဟောတို့ပြင်အဖိုးကရွာလူကြီးပဲ။အဖိုးကိုပြင်ပြီးရောမလား။ ဟာကောင်ရဘယ်ဖြစ်မရောတဲစုနေလူတွေနဲ့တိုက်မရအောင်မပေါ့ပြီးတော့ဒီဥရိယငါထုတ်ထားတာလေလို့ကြောင့်ငါလောက်တာငါပါလာပြဲဘာဖြစ်လဲအဲ့ဒီလိုလို့လို့မရအောင်လေမင်းတို့လူငယ်တွေပြောကြတယ်လို့ဖားရင်ရူစီစာတိုက်ပေါ့ကွာဟာဟာအဖိုးကသူ့နေပြောလာတော့ထိုးသူဒေါနာထွက်သွားပြီလက်တွဲမှာရှိတဲ့တနက်ပြောင်းကိုအဖိုးရဲ့ထန်တို့ထိုးချိန်နေဒီတော့အဖိုးကိုထိတ်လန့်သွားတယ်လို့ပေမိတ်မတုံမလုံးဟန်ဟန်ဆောင်နေဒီတော့လေ ခမရကိုကြောက်ကဒုံချောင်းလေးထောက်ထားတယ်များထင်နေလားဒီမဲ့ကြည့်ထိုသူဟာတရေတနက်ကိုရုပ်ကြီးမိုးပေါ်ထောင်းလိုက်ပြီးလက်ညှိုးလေးကွေးလိုက်တယ်အဖိုးအိုဟန်မဆောင်နိုင်တော့ဘူးတကူလုံးတဆက်ဆက်တုံခါသွားတယ်တနက်တန်ပေါက်ကွဲတန်ဟာနောက်ဥမတက်ဖြစ်သွားတယ်တွေ့ပြီလားဒါတနက်လို့ခေါ်တယ်ဒီပြောင်းလေးကခဲသီးလေးကိုမှုတ်ထုတ်လိုက်တာလေလူရဲ့ခန္ဓာကိုမပြောနဲ့အရေးထူတဲ့တောစင်ကောင်ရဲ့ခန္ဓာကိုယ်လေးတောင်မှ ဟောက်ထွင်းပြီးတော့ဝင်သွားနိုင်တယ်လေအန်ကလီနဲ့လက်ထိတ်ကိုတို့လိုက်ရင်တောင်ယောက်ျားအရင်မာရီတုံသွားရတာအဲ့ဒီလိုခဲသီးတွေကလူခန္ဓာကိုယ်ရဲ့အတင်းထိုးပေါက်ဝင်သွားမယ်ဆိုရင်ဘယ်လိုခံစားရမလဲတွေးကြည့်ပေါ့တို့ဆိုတဲ့လေထိုသူကကျွေးကြော်စကားပြန်ပြောလိုက်တယ်။ကဲပြောကျုပ်တို့ဒီမဲ့တရက်နှစ်ရက်နေကုန်ပြီလား။ဒီတော့အဖိုးအိုခေါင်းငင်းရတယ်ဆိုရင်မေနောက်တနေ့မနက်မှာတဲစုကနေလူတွေနဲ့တိုက်မရအောင်မေ။ အကျိုးကြောင့်ပြောပြရအောင်မေကျေးဇူးတင်နေပြောလိုက်ပြီဗျာသူလူကပြောလာချေဤသို့ဖြင့်လူတယောက်နဲ့မိန်းမတယောက်အဖိုးအိုရိုရွာတို့ရောက်လာခြင်းဖြစ်တယ်နို့ဖြင့်ရှက်ခေါင်းနဲ့အဲ့ဒီမျိုးသမီးဟာဘလို့တော်ဆက်တာတော့ကျွန်တော်မေးလိုက်တယ်ငါစီရောက်တော့သူပြောတယ်လေသူတိတ်လူမျိုးပါဖြစ်နေတယ်တဲ့အဲ့ဒီမျိုးသမီးကိုမြောင်ကျတဲ့ခုနာတွေ့လို့ခေါ်လာတာလေနို့ဖြင့်လည်းဆက်ပြောပါဦးရှက်ခေါင်းနဲ့မိန်းမပြောက တဲစုရဲ့အစွန်ပဲတဲလွတ်တလုံးမှာနေထိုင်ခွင့်ရသွားတယ်။နေစားတူပါစားဖို့အတွက်လေအဖိုးကောစီစဉ်ပေးရတယ်။ရခိုင်ကလည်းမနဲ့ဆိုရင်တော်ရဲတုပ်ဝင်ပြီးအမဲပြက်လေတဲ့ရလာတော့သားကောင်တဲစုနေလူတို့လက်ထဲအပ်ပါတယ်။ဒီလိုနဲ့တရမနှစ်ရက်၊နှစ်ရက်မှလေးငါးရက်တိုင်းတဲ့အခါတဲစုနေလူတွေကရခိုင်ကိုအားကိုးကြလာကြတယ်။သူနေစားတူပါအမဲပြက်လာရတာကိုသူဆိုတော့အလိုလိုရင်ရခိုင်က ထိုတဲစီရင်အာကိုအားထားရဖြစ်သွားတယ်။ဒီတို့ကြောင့်အဖိုးအိုကတစားတစားသူရဲ့တဲစုနေသူတွေအလေးကယုထားမှုကျဲပါလာရင်ခိုင်းဆိုရင်အဖိုးကျွန်တော်တို့စားကြလာပို့ပါရင်အဖိုးကျွန်တော်တို့ဘာလုပ်ပြရမလဲ။အဖိုးနေထိုင်မှကောင်းရဲ့လား။စားတည်ပြင်အလေးကယုစိုက်ခြင်းကရခလာပြီးနောက်ပိုင်းတစ်မျိုးဖြစ်လာတယ်။အဖိုးအိုကလန်ကစားလုပ်ခြင်းတော့မရှိပါရခမှာရခဖြစ်လာကြတယ်တို့ရခရလေငါတို့အတွက်ဆိုပြီ အမဲသွားပြက်တော့တောင်ပေါ်ကခံမတင်ချေချော်ကြလို့တွေဒိုးတွေသွားပြီးတော့တတိတဲဦးတွေသွားပြေးကြသို့ကွာရဲခါကြီးရဲ့အမျိုးသမီးဒိုင်ယာမကျက်သိဦးတွေကွာငါတို့တွေသွားလေထာပြုစုကြမှာဖြစ်မေးဒါရဲခါရဲ့အမျိုးသမီးစာကိုသွားပြေးကြကြစသည်စသည်တို့ဖြစ်လာတယ်မင်းတို့တွေငါတို့နဲ့လိုက်ခဲကြကွာမင်းတို့တွေထင်းကြောက်တွေကောက်လာကြကြကွာမင်းတို့တွေငါပြောတယ်လို့လုပ်ကြကြကွာတို့ဆိုလို့လည်းရဲခါကြောက်သူတို့အပေါ်စီးပိုးလာတယ် ဩဇာပြလာတယ်။အဖိုးကိုတွဲလိုက်မိပြီဖြစ်တယ်။ဒီရွာမှာသူ့အဖိုးကိုပြီးရင်ရက်ခဖြစ်လာပြီ။အင်းလေနှုတ်လည်းကောင်းလာပြီ။သူကအသက်ကြီးလာပြီပဲ။သူ့ရဲ့တဲစုနယ်လူတွေအတွက်ဦးစီးဦးဆောင်လို့ပြီပဲ။ရက်ခနဲ့ဆိုရင် အခန့်တင်နေ။သူ့အဖိုးကတွဲလိုက်တယ်။သူ့အတွက်လည်းမရတော့ဘူး။ရက်ခမရက်ခဖြစ်လာကြပြီတေးဆိုတေးရှင်းဆိုရှင်မလားတောင်ထင်ရတယ်ဟမ်အခုဘလို့ဆုံးဖြတ်ချက်ချရမယ်မသိပါလို့ရင်မေ သူ့ကိုတော့လေးစားနေစေဆိုတော့တော်ပါသေးတယ်။သူ့ဆိုလို့တဲစုနေတဲ့လူတိုင်းကတော့ဖြစ်ကြတယ်။ရခပေါ်ဖြစ်ကြတယ်လို့ဆိုရင်မေရခနဲ့ပြတာတလန်းတန်တလန်းတယောက်တော်ရှိရဲထို့သူကဒီမဲ့ရှင်ကျမကိုကဲတင်လာရင်ဆိုပြီးကျမပေါ်90စင်းနဲ့လှုပ်လှုပ်ရမယ်တော့မဟုတ်ဘူးနော်။အမိန့်တွေအာနာတွေပေးလို့မရဘူး။တခုတော့ရှိတယ်။ကျမအသက်ကရှင်ပေးတဲ့အသက်ပဲလို့သတ်မှတ်လို့ရတယ်။ဒီတတော်ကျေးဇူးတင်ပါတယ်။ အခုကျမကျမကြီးကောင်းလာပြီ။သွားနိုင်လာနိုင်ပြီ။ဒါကလေဒီရွာဝိုင်းဝန်းပြုစုပေးတာ။အေးလေဒါငါမျက်နာနဲ့မလား။ဟမ်ရှင့်ကိုရှင်းရှင်းလေးပဲပြောမင်း။ပြောစီဗျာ။ကျမကိုဝေစုတဝက်ပေးပါ။ဟာပြောရင်သူရက်ခါတော့နှစ်ယောက်အချိန်အတင်စကားများတာကိုကြားလာကြောင်းအဖိုးအိုကချောင်းမြောင်းနားထောင်မိ။ဘာတွေဘလို့ပါလဲ။အဖိုးအိုစိတ်ဝင်စားမိ သူတို့ရောက်လာကြတဲ့အလွတ်တဲမှနေစေတယ်။ထိုယွင်များတွင်အဖို့အိုရခတဲသို့နေစားတူဝါလျှောက်တယ်။တရားရမျိုးသမီးကိုစေဝါကူတာပေးအောင်။မိုးလင်းစားတော့ပြီးတော့တွားရကူတာပေးပြီးတော့ပြန်လာတယ်။နေစားတူဝါလှုပ်ပေးရမှရမ်းမကြီးကောင်းလာမှုရှာတာကြောင့်နေစားတူဝါတွားခြင်းနဲ့စေကူတာခြင်းကိုရှက်လိုက်တယ်။နှုတ်ပေမဲ့ရန်ဖန်ရခါဆိုလို့တွားလိုက်တယ်။အဖို့ကတော့တိုင်းရခအမဲပြက်ထွက်တတ်တယ်ဆိုတော့တဲမမျိုးသမီးပဲရှိတယ်။ အဖိုးအိုကဆက်ဆက်ဆူဆူတော့မရှိပါ။အဲ့တဲ့တယောက်လိုစစ်စံနေအမျိုးသမီးကိုကြည့်ရသည်မှာတမိုင်မိုင်တွေတွေအဖိုးအိုအထင်တရေစနီးမောင်နဲ့အခက်မသိစကားများရန်ဖြဲကြတာနဲ့တိုးရစ်ထင်ပါရဲ့။အခုတော့အဖိုးအိုဟာအခါသိမ့်လို့ထိုတဲဆူသူ့သွားအဖိုးအိုထင်သားတယ်လို့အမျိုးသမီးတယောက်တည်းရှိနေတယ်လို့ထင်မိမိမညော်လင်းပဲတဲမှာရခရှိတာကိုသိတာကြောင့်အပြင်ကရှက်ပြီးသူ့စကားတွေကြားတာကြောင့်လွန်မင်းစွာအံ့ဩသွားတယ်။ သူတို့ဟာဒစိမ့်နေပါလားမိသူများတော်ဆက်ခြင်းမရှိကြပါပြီးတော့သူတို့နှစ်ယောက်မှာတစုံတရာလှုပ်ဝဲချက်ရှိတယ်ကျမပြန်မင်းရှင်ကတော့ဒီမဲရွာကောင်းဆောင်ရွာလူကြီးနေနဲ့နေရခဲ့ခြင်းဘာကွာမင်းမပြောရင်မင်းမသာပြန်ချင်းပြန်ပေါ့ဘာလို့ငါစီကဝေးစုလားတောင်းတာတော့မင်းနဲ့ဘာဆိုင်လို့တော့ရှင်နဲ့ဒီငွေတွေပတ်သက်မှုနေချင်းတာရှိချင်ရှင်မင်းလို့ပဲမင်းရှင်ပိုင်နဲ့ငွေမဟုတ်ဘူးဆိုတာကျမသိဆုံးမင်း ဘာကွာဘာပြောတယ်မင်းယူနေပြီလားဒါငါ့ဆရာရဲ့ငွေရည်လေငါ့ဆရာမရှိတော့ငါ့ငွေတွေဖြစ်ပြီပေါ့မင်းနဲ့ဘာဆိုင်တော့မှန်တဲ့တလောက်တော့မှန်နေဆိုပေမဲ့ကျမလည်းရှားတင်နေဘာဆိုင်လို့တော့ဘာမှတော့မဆိုင်ပါဘူးလို့ပြမယ်လို့နှုတ်ပိတ်ခါလို့သဘောထားနိုင်နေပေါ့ရှင်သိစိတ်မြောက်ရှားပါနဲ့ကျမကိုတဝက်ပေးလိုက်လို့ရှင်မနဲ့နာပါဘူးတပြားမမရရင်ဖြင့် ရှင်လည်းဒီပစ္စည်းတွေကိုပိုင်ဆိုင်ဖို့ရမှာမဟုတ်ဘူး။သူ့ဆိုင်သူတွေလက်ထဲပဲပြန်အောင်သွားမှာလေ။အဖိုးအိုကကြွေပြေငေမောမိသွားတယ်။ဘာတွေလဲဘာတွေတော့။ဘာတွေဖြစ်နေကြတာလဲ။တို့ကြောင့်သူတို့စကားတန်ကိုဆက်လက်နားထောင်နေ။မင်းအစ်စ်ကငါကဲ့ရွေးခဲ့တာ။တောင်းတပိုင်းလေ။မပေးဘူးဆိုရင်ကောအခုတော့ရှားနေလို့ပဲသဘောထားလိုက်ပါမယ်။ဒီလိုလှုပ်ဆန်းမှမင်းကငါကောင်းနေကြတဲ့ကိုပေးအောင်မင်း။ပြောကြည့်လေ။ ငါတို့ဒီတဲစုမှာအခြေချဘူးတော့မရှိဘူး။တနည်းနည်းတစ်ချိန်ကြီး။အိုးပါကိုငုံပြောမင်း။အချိန်တော့ကြာကြာနှစ်အတော်ကြာဒီမဲစမ်းမြုပ်နေကြပြီးတော့အချိန်နေပေးတဲ့တနည်းဒီကနေထွက်သွားမင်း။တရွာတစ်ကြီးနှုတ်မှမဟုတ်ဒီငွေတွေနဲ့ဆိုမျိုးပြားမှာတက်နေလို့လဲရှာတယ်။မင်းနဲ့ကနှစ်ယောက်ပေါင်းတဘွားထူထောင်ရတာပေါ့ဖလို့လေ။စမအပြူမဟုတ်ဘူး။ရှင်အဲ့ဒါကိုစဉ်းစားမိရဲ့လား။ ဒါတွေကိုမသိဘူးလို့မှတ်ထားနိုင်ပါတယ်တကယ်တော့မင်းလဲသိပြီလေဘဝတစ်ခုပြောင်းလဲသွားပြီလို့ပြောလို့ရတယ်တကူတော့ရှိတာပေါ့ပြန်လဲမွေးဖွားလို့ရတယ်ဆိုပေမဲ့ကလေးဘဝနေပြန်ဆောက်စရာမလိုဘူးလေလူသက်စိတ်သက်ပြောင်းလိုက်ရုံပဲဘလို့လေဒါတော့စဉ်းစားရအောင်ပဲလေကျမတေလူမျိုးပါဖြစ်နေတော့ကကျမရဲ့စိတ်တွေကရွာဝဲပြင်းပြင်းရှောင်းနေတယ်ကျမရဲ့จิตတူကိုပဲတရိယာနေပြန်ဆုံးခြင်းနဲ့လေ အဲ့ဒီလောက်ဆွဲလန်းခဲ့တာဆိုတော့ကျမထင်နေကျမရဲ့ချစ်သူလည်းအိမ်မက်မက်နေလာပြီထင်နေတော့စမ်းမှာဒါရီမဖြစ်နိုင်တာပဲပြောလို့မရဘူးလေဆွဲလန်းလို့ရင်တစ်ဖက်မှာခံစားရတဲ့တင်းလို့ထင်တာပဲအဖိုးအိုကကျွန်တော်တို့ကိုပြောပြနေစင်မှာကျွန်တော်တို့ကဖိုးခွေးနဲ့ရွာလူကြီးရွာသားတွေပြောဆိုနေကြတဲ့တေလူမျိုးပါဖြစ်နေတဲ့သူတွေရွာပြန်ရောက်တဲ့အချိန်မှာဖိုးခွေးရဲ့နာမည်ကိုရတန်တနေသေးတယ်။တိကျနေဆိုတဲ့ဖြစ်ကိုသိလိုက်တဲ့ စပြောပါဦးဖို့ကျွန်တော်တုတ်စင်းစားမိနေစင်မှာပဲလင်းမြင်လိုက်ရအဖိုးအိုရဲ့စကားကိုစစ်စီတယ်ခိုးခွေးရတော့မျိုးလုံးဝိုင်းသားနဲ့အဖိုးကိုကြည့်နေတယ်ခိုးခွေးရဲ့စိတ်ထဲမှာအမျိုးသမီးကသူ့ကောင်မလေးပြစ်လိတယ်လို့တထဲချတွက်လိုက်တဲ့ပုံမှာမင်းရဲ့ဆွဲလန်းမှုကတကယ်ပဲငါစီရောက်လာတာပဲကွာဘယ်အတွက်ဆိုသူနဲ့ကျွန်တော်တို့တွေ့စဉ်ကလေးကခိုးခွေးကသူ့ကောင်မလေးကမသေးရှိကုန်ရှိရမေးတူရှာမယ်လို့ကြည်ပဲပြောနေသေးဦးစိတ်ချင်းဆက်သွယ်မိကြတာလား တုံးနဲ့ကျွန်တော်စဉ်းစားလိုက်တဲ့အဖိုးအိုကအဲ့ဒီနေညဘက်မှာပဲရခတယောက်လူရစုကိုခေါ်ပြီးတော့တော်တဲ့ကိုအားကျထွက်တာပဲဘာလို့လဲဆိုတော့အမျိုးသမီးထွက်သွားလို့အားကျလိုက်ရှာတာထင်တယ်လေငါတို့လည်းနောက်နေ့မနေ့မှသိရတယ်အမျိုးသမီးကသူ့ရဲ့ငွေတွေကိုယူပြီးဖတ်ပြေးသွားတယ်လို့ဆိုပဲအလူလေးဗျာဟုတ်တယ်နောက်နေ့နောက်နေ့လေးအမျိုးသမီးကိုရက်ခါလိုက်ရှာတော့တာပဲတည့်ရဲ့ပေးတည့်ရဲ့ချိန်နာကုန်သွားတယ် အမျိုးသမီးကိုမတွေ့ဘူးဒီတော့ဒီလိုနဲ့မောင်ရင်တို့ရောက်လာတာပဲလीဒီနောက်ပိုင်းမောင်ရင်တို့လည်းအသေးပဲရဲခါရဲ့လောင်မောင်ရင်တို့ပဲတဲလာတာလीကျွန်တော်ဖိုးခွေကိုကြည့်လိုက်တယ်ဘလို့လဲမင်းကောင်မလေးဖြစ်နိုင်ချေပဲမလားကျွန်တော်သူနဲ့တွေ့မှဖြစ်မေးလို့ဖြင့်ငါတို့မနေ့ပြန်လိုက်ရှာကြတာပေါ့လင်းမြင့်လိုင်ကပြောလိုက်တယ်ကျွန်တော်တိတ်တိတ်စနေဘာလို့ကိုပိုင်ဒီငွေတွေဆိုတော့ဘသူငွေတွေဖြစ်မလဲဘာလို့မျိုးသမီးရော ရခစီယာဝေးစုတောင်းတာလေသူတို့နေရာဘလို့တွေပတ်တယ်လဲဘယ်မှာတွေ့ကြတာလဲအလိုလေးဗျာကိုပိုက်တည်ကျင်တာတွေတိတ်ကုန်များနေပါလားကျွန်တော်ဘလို့ပြောလို့ရမှာတော့ကျွန်တော်ကိုနိုင်ကလည်းတည်ကျင်တာပဲဗျာဒီတော့ပြောပါဦးအဲ့ဒီမျိုးသမီးကိုတွေ့အောင်ရှာရမေးတွေ့ရင်တော့အားလုံးရှင်းသွားတော့တယ်လीကျွန်တော်တို့တိတ်တည်ကျင်တဲ့အကြောင်းမျိုးပြောပြနိုင်တာအဲ့ဒီမျိုးသမီးပဲဖြစ်မှာပေါ့ကျွန်တော်ကောင်မလေးဖြစ်နေရင်ဖြင့် ရဲခါကိုသူတတ်တာခိုင်လို့ရင်တော့တက်သေးခိုင်လို့ရင်သူ့အပြစ်တန်ကိုခံရမှာပေါ့ပြီးတော့အဖိုးကိုပြောပုံရတီးရသလောက်တော့ပြောရရင်ငွေကိစ္စနဲ့ပတ်သက်မှု ရှိမရှိပေါ်မှာမူတည်ပြီးဆုံးဖြတ်ကြရလိမ့်မယ်အရေးကြီးတာကကျွန်တော်တို့အမျိုးသမီးကိုပြန်တွေ့ဖို့ပဲဒီတော့ဒီတောင်နဲ့ပဲရှိမှာပါကျွန်တော်ကပြောလိုက်တယ်သူဖြင့်ကျွန်တော်တို့ကနောက်တနေ့မှဒေါ်ရဲသူ့ပြောင်းဝင်ခဲ့ကြတယ်အမျိုးသမီးကိုမတွေ့မနေရှာရမည် ကျွန်တော်ကောင်မလေးကိုကျွန်တော်တွေ့ကြည့်လိုက်တာများတွေ့အောင်ရှာပေးကြစမ်းပါမင်းကောင်မလေးကိုမင်းတွေ့ရပြီလေအကြံဖြင်းသိရတဲ့လောက်သူ့မယ်သူများငွေလေးရှိနေတယ်သူရက်ခေါကိုတတ်ထားတယ်ဖိုးခွေးရဲ့မျက်နှာညှို့ကြသွားတယ်အဲ့ဒါတွေသူ့နဲ့မပတ်သက်ဘူးလို့သူ့မပြောစကားကိုကြားချင်နေဗျာငါတို့လည်းစူတောင်းပေးပါရယ်သူဖြင့်ကျွန်တော်တို့ကတော်ချမ်းပင်တို့ပေါရောင်လေးရရှိတဲ့တောင်ကျော်သို့တက်လာကြတယ်သူလျှောက်လာခဲ့ရ ရှေးမသားနေရဲ့လင်းမြင့်လှန်ဟာရုတ်တရက်ရက်လိုက်ခြင်းကြောင့်ကျွန်တော်နဲ့ဖိုးခွေးရလေနောက်မှကပ်ရက်ပြီးဖြစ်သွားရင်ရှေးခက်လန်းလန်းတို့လက်မြင့်ရတော်လေမြည်တိတော်များမရှိခြင်းလင်းမြင့်လှန်ကဘလို့ကြောင့်တောင်းနေရမှရုတ်တရက်ရက်တာလေကိုလေဘာဖြစ်လို့လဲဘာတွေ့လို့လဲရှိမယ်လေဗျခက်လန်းလန်းမြေပြင်ရှိရာတော့ညွန့်ပြမှတွေ့လိုက်တယ်စပတ်ကြီးမှုတကောက်မှလားစံတန်းပြီးတော့ညင်တဲ့နေဘာလို့မတော်ပဲရက်နေတာလဲ ဖိုးခွေရမေးတယ်။သူအစာမျိုးထားတယ်။ကျွန်တော်ပြောလိုက်တယ်။ဘလို့သိတော့ဖိုးခွေရမေးတာဗျာနေ။မင်းရင်သူ့ရဲ့ဝမ်းပိုက်ကြီးဖောင်းကားနေတာမတွေ့ဘူးလား။ဩဟုတ်ပါရဲ့။ဒီကောင်ကြီးခြေပေါက်တကောင်မျိုးထားတာဖြစ်မင်း။ဘလို့လုံးမလဲ။ကပောင်မီးလောင်တားအောင်ချနေဆိုတဲ့စကားပုံရှိတယ်လေ။ကိုလင်းဆိုလို့ကျင်တာဒီကောင်ကြီးကိုရိုက်တတ်မယ်ဆိုတဲ့သဘောလား။ကျွန်တော်တို့စာနေပြီလေ။မလို့အပ်ပဲတနက်တမ်းမပေးကြဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဖိုးခွေးကောင်မလေးကိုလိုက်ရှာနေရလေသူကကျွန်တော်တို့နဲ့အတွေ့မကန်ကျင်နေစိတ်ရှိနေသူ့ကိုတတိပေးလို့ဖြစ်သွားမှာဆိုလို့လေလင်းမြန်လိုင်ကပြောလာရင်ခိုးခွေးကမျက်လုံးအဝိုင်းသားနဲ့ကြည်နှုတ်ပြင်လှုပ်ပြအတွေ့လူလုံးနေနေပြတနက်တွေနဲ့ရိုက်လို့ရတာပဲသူ့မေတော့ခိုးခွေးမှာမြည်တိလက်နဲ့များမရှိတာကြောင့်လေတုံနဲ့ကျွန်တော်ကပြောလိုက်တယ်ခိုးခွေးမင်းဟောဟုမင်းညဝယ်ပင်တွေ့လားအေးသွားခုတ်ခဲ့ကြည်လေရိုက်တော့အနေနဲ့ပေါ့ဟုတ်ကဲ့ သို့ဆိုလျက်ဖိုးခွေးကကျွန်တော်ရဲ့ပါပြေးထွက်သွားတယ်။လင်းမြင့်လိုက်နဲ့ကျွန်တော်ကဖိုးခွေးကိုကြည့်တယ်။ဖိုးခွေးကြောင့်ညင်ဝါပင်သာရှောက်မှဘာစိတ်ကူးပေါက်လျက်မသိပါ။တောင်ကျောဆွယ်လေးအောက်ကိုပြေးဆင်းသွားတယ်။သူ့ကိုတွေ့ပြန်ပြီးမြင်မြန်လာကြကြည့်။သူ့လည်းအော်ရစ်သွားတာကြောင့်ကျွန်တော်နဲ့လင်းမြင့်လိုက်ကဖိုးခွေးပြေးဆင်းရာတောင်ကျောဆွယ်တို့ပြေးလိုက်သွားကြတယ်။တောင်ကျောဆွယ်ထိပ်အရောက်မှာသူ့ရဲ့လမ်းကြောတိုင်းပြေးဆင်းသွားတဲ့ဖိုးခွေးကိုကြည့်။သူ့ရဲ့ရှိတ်ခက်လန်းလန်းမှာ မိမပြိုတယောက်အာတော်ခွန်ဆိုင်ပြေးလွှားနေတာတွေ့ရတယ်။ကိုလင်းဒါတုကောင်မလေးဖြစ်မယ်ဗျ။အလံဝေးသွားလို့မဖြစ်ဘူး။ကျွန်တော်ကတောင်ကျောဆွယ်သို့ပြေးဆင်းသွားလိုက်တယ်။ကျွန်တော်ရင်နောက်မှာလေးမြင့်လာရကပ်ပါတယ်။ကျွန်တော်တို့တောင်ကျောဆုံညောင်တုရောက်သွားတဲ့အခါဖိုးကွေကိုရောထိုမျိုးသမီးမှမတွေ့တော့ဘူး။မြင့်ချပြတ်သွားတယ်။ညောင်ထက်ကိုပြေးတက်သွားတာလား။ညောင်ရင်အောက်ကိုပြေးဆင်းသွားတာလား။တိုးတိမဟုတ်တစ်ဖက်တောင်ကျောကိုတက်သွားကြတာလားမသိပါဘူး။ဘလို့လုပ်မလဲ။ ကျွန်တော်မေးလိုက်တယ်ဒီတိုင်ရက်နေလို့တော့ဘယ်ဖြစ်မလဲဒီနေ့တိုင်ဆက်လိုက်ကြတာပေါ့ဗျာကျွန်တော်တော့မြောင်အောက်ဘက်ကိုလိုက်ကျင်နေကျွန်တော်ကပြောလိုက်သေးတယ်လင်းမြင့်လိုင်ကလက်ကပြပြီးမြောင်ထက်တို့ပြေးသက်သွားတယ်ကျွန်တော်ကလက်ကပြတာကြောင့်ကျွန်တော်ကထိုးနေရာလေးမှာပဲဆက်နေတယ်အတန်ကြာတော့လင်းမြင့်လိုင်ပြန်ရောက်တယ်ကိုပိုက်ပြောလို့မြောင်အောက်ခြေကိုလိုက်မယ်ဆိုရင်လေလွယ်သွားနိုင်စရာအကြောင်းတော့ရှိရဲ့ဗျလို့ကြောင့်တိတ်ကြအောင် လင်းမြန်လိုင်ကတပက်တောင်ကျောအောက်တို့ဆေးဆေးဆက်ဆက်ကြည့်ရင်ညောင်အောက်တို့လည်းအနှဲငယ်မြောက်စင်းသွားတယ်လို့ဆိုပေမဲ့တပက်တောင်ကျောနဲ့ရဲ့ငိုရာခရီးတစ်ဆိုင်ကြည့်နေပုံရှာတယ်။သူ့ကြောင့်လေဟာကိုပိုင်လာကြည့်ကြည့်သူတို့အပေါ်တက်သွားတာဗျ။ကျွန်တော်လင်းမြန်လိုင်ရဲ့နားကပ်သွားတယ်။အလိုလေးဗျာတောင်ကျောနဲ့ရဲ့မှာပေါက်နေတဲ့တစ်ပင်ငယ်များတချို့အမျက်ကပြုတ်ထွက်နေတယ်။တချို့လဲလဲနေတယ်။ကုတ်တွေတက်သွားရင်တွေ့ခြေရာတွေကိုလည်းတွေ့ တို့တောင်ကျောကိုတက်သွားတော့တေးကြတယ်။သူနဲ့ကျွန်တော်နဲ့လင်းမြလှန်ရတောင်ကျောကိုတက်သွားလိုက်တယ်။တောင်ကျောမှာတစ်ပင်ကြီးအနေငယ်များကျိုးတို့ကျဲတဲ့ပေါက်တာကိုတွေ့တယ်။ဝက်သုံးပင်တွေလည်းပေါက်ရောက်တယ်။သူတို့တွေအပေါ်တက်သွားကြတာဗျ။ဝက်သုံးပင်ကိုဖယ်ခွာပြီးရှောက်ကြခြင်းအပြင်ဝက်သုံးပင်တစ်စုံမမတ်ထောင်းနေခြင်းမရှိလဲပြိုနေ။ကျွန်တော်တို့ကထိုလန်းတိုင်းလိုက်သွားကြတယ်။သူရှောက်လာရင်ဟာဟင် ဇင်ပြွေမဲ့အောက်ခြေမှာဖိုးခွဲကိုတွေ့လိုက်တယ်။ဖိုးခွဲကတက်ပင်ခြေမှာထိုင်ပြီးပေးစီကိုကြောမိထားလိုက်တယ်။ကျွန်တော်တို့ကိုစောင့်နေခြင်းမဟုတ်သူမောပန်း၍နားနေခြင်းဖြစ်တယ်။ကျွန်တော်တို့ကသူ့ရဲ့နားလျှောက်တဲ့အခါမှာသူ့ရဲ့နှဘေးမှာထိုင်လိုက်ပြီးဘဲရောက်သွားကြလဲလိုက်မမိသိဘူးလား။သူ့ခေါင်းကိုရန်ခါပြရင်ညစ်ချေပြတ်သွားတာလား။သူ့ခေါင်းကိုရန်ခါလာပြန်နေ။နောက်ဖြင့်လှုပ်ပေးလိုက်တာဟမ်